မမင်္ဂလာပါညကိုရိုနေကောင်းချမ်းမှချမ်းသာကြပါစေ။အင်္ဂလန်ပရီးမီးယားလေး Brighton နဲ့ Liverpool တို့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ကတပွဲပဲရှိရတယ်နေပေါ့နော်။မနေ့ကတော့ကတော့ကျွန်တော်ဘောလုံးပွဲတွေစူးစမ်းပြီးလုံးမလို့ပဲဗျာ။အလောက်ကလုံးဝမအားဘူးအချိန်ကလည်းလုံးဝမရှိရနဲ့မလုံးလိုက်ဖြစ်ဘူးတော်တော်အရေးကြီးတဲ့အချိန်မှဒီလိုဖြစ်သွားတယ်ပေါ့နော်။ဒီနေ့မှတော့ဒီပွဲစဉ်တပွဲရှိတယ်ဗျာဒါလေးကိုကျွန်တော်ပွဲချုပ်တောင်းတပေးချင်တယ်ပေါ့နော်။ Brighton နဲ့ Liverpool ပွဲမှာတော့ဒါ Body G က Liverpool က level 30ရှုံး ကိုပေါင်းကြီးတောင်းလုံး40ရှုံးထုံးမှာပေးထားတာတွေ့ရတယ်ပေါ့နော်။ဇာအနေထားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Asian Team ဖြစ်တဲ့ Brighton အဆင့်9မှာ855မှာပေါ့နော်။ Liverpool ကတော့အဆင့်တက်မှာ863မှာ Liverpool ကတော့ Champions League ကိုဓာတ်ရိုက်တက်သွားပြီပေါ့နော်။ဒီနှစ်သင်းရဒီဟာဒီနှစ်ချိန်တွေ့ထားတယ်ပေါ့နော်။ EFL Cup မှာ Liverpool က3-2နဲ့နိုင်တယ်။ဒါအဝေးပွဲမှာဖြစ်တယ်ပေါ့နော်။ Liverpool ပွဲမှာ Premier League မှာ Liverpool 2-1နဲ့ဆိုမှရလာနိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ လက်ရှိ Brighton အတင်းကာရဖောင်ကြီးမှာဆိုလို့ရှိရင်တော့ကြီးမှာဆိုလို့ရှိရင်တော့နှစ်ပွဲနိုင်သုံးပွဲတီသုံးပွဲရှုံးပါเนาะဒါ Brighton အတင်းတိုက်စစ်ကတော့ကောင်းပါတယ်เนาะခံစစ်ကနဲ့လေးလိုအချက်တွေရှိရတော့တွေ့ရတယ်ပေါ့เนาะ Liverpool အတင်းကလက်ရှိကာရဖောင်၈ပွဲကိုကြီးမှာဆိုလို့ရှိရင် Liverpool အတင်းကတော့၅ပွဲနိုင်တပွဲတီနှစ်ပွဲရှုံးထားတယ်ပေါ့เนาะ Liverpool ကလည်းတိုက်စစ်တွေကောင်းတယ်ပေါ့เนาะဒါခံစစ်ကတော့နည်းနည်း ူလည်းစိုးစိုးဝါးဝါးဖြစ်နေပါဘောနော်နောက်ဆုံးသူဆွဲခဲ့တဲ့၃ဝက်သက်ဂူတွေပေးထားပါဘောနော်စပန်းကိုပေးတယ်ခြေစီးကိုပေးတယ်အာဆင်နယ်ဂူတွေပေးထားလို့တွေ့ရတယ်ဟုတ်ကဲ့၅ချိန်ကိုကြီးလိုက်မှာဆိုလို့ရှိရင်ဒီနေ့တင်းတွေ့ရတဲ့ပရီးမီယာလိဂ်၅ချိန်မှာဆိုလို့ရှိရင် Brighton အသင်းကအတားအဆီးရထားတာတွေ့ရတယ်ဗောနော် Brighton Brighton အသင်းကကျွန်တော်တို့ တစ်ချိန်နိုင်တယ်နှစ်ချိန်ကတည်ရင်ချပြီးမှ နှစ်ချိန်ကတော့လီပါဘူးနိုင်တာတွေ့တဲ့အချိန်တိုင်းမှာလည်းအများဆုံးပေါ့နော်တောင်းလုံးမောင်းတောင်းလုံးအထက်မှာဖြစ်နေတာလည်းတွေ့ရတယ်ပေါ့နော်နိုင်ဂျီးယားနှုန်းမှာတော့ Brighton အသင်းက40နဲ့လီပါဘူးက44ဆုံးမှာပေးထားတာတော့တွေ့ရတယ်ဒါဒန်ယာနဲ့ပွဲပယ်မှာကြည့်မယ်ဆိုရင် Shelly မှာရှိမယ် Router ရှိမယ် Milner ရှိမယ်ပေါ့နော်ဒါ Brighton ဘက်မှာလီပါဘူးဘက်မှာတော့ Joe Gomez တယောက်လောက်ပဲရှိမယ်ပေါ့နော် ဒါကတော့ဒီနေ့တင်းရွတ်ခါတော့ဘာမှအရေးပါတဲ့ပွဲစဉ်နဲ့တော့မဟုတ်တော့ဘူးနော်ဘရိုက်တန်လည်းပါဥရောပဝင်ခွင့်ဆိုတာမဖြစ်နိုင်တော့ဘူးနော်အဲဒီပွဲစဉ်မှာကျွန်တော်1-2 odds ကိုကြည့်မှဆိုလို့ရှိရင်အာဘရိုက်တန်အနိုင်ကို20ခွဲတရီကို40နဲ့လီဗာပူးအနိုင်ကိုလည်း20ခွဲလောက်ပြေးထားတာတွေ့ရတယ်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောက်ကိုခြိုက်တယ်ပြီးရင် body မှာ ancient brighton ပဲခြိုက်ပါတယ် brighton အတင်းနဲ့ဂိုးပေါင်းအောက်ကိုခြိုက်ပါတယ် အဓိကရော body မှာအဲ့ဒီဒီပွဲစဉ်မှာတော့ကျွန်တော်အဓိကအသင်းကိုပဲရွေးချယ်ပေးချင်တာပါနော်အသင်းကတော့ brighton အသင်းကြိုက်ပါတယ်တကယ်လို့ဂိုးပေါင်းထိုးချင်တယ်ဆိုရင်တော့ကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်တယ်ပေါ့နော်တောင်းလုံး60ရှောင်းဆိုရင်တော့ညီကိုတို့အာသနာကိုထိုးနိုင်ပါတယ်နော်အားလုံးအဆင်ပြေကြပါစေဗျာမနေ့ကတော့မအားလို့မလုပ်ဖြစ်တာပေါ့နော်တကယ်မှအားတာကျွန်တော်လုံးဝအချိန်မရှလို့ပေါ့နော်ညီကိုအားလုံးအဆင်ပြေကြပါစေဗျာကြမ်းမှန်းဆန်းဆန်းကြပါစေ